ီနေ့ပြောပြချင်တဲ့အကြောင်းအရာတော့ engineer တွေတည်ထားတဲ့ clean room မှာတုံးတဲ့ CDA လို့ခေါ်တဲ့ compressed dry air system အကြောင်းပြောပြပေးတော့မှာ Singapore တခြားထုတ်တဲ့နိုင်ငံမှာ solution wafer fab တဲ့ semiconductor industry လို့ pharmaceutical clean room တွေ semiconductor industries လာက wafer fab က semiconductor ဆိုတော့ microchip တွေ electronic ပတ်သက်တဲ့ဟာတွေနော်ဒီ PC ကတ်တွေထုတ်တဲ့ဆက်ရုံနဲ့ clean room တွေပြောတာဖြစ်ပါတယ် ဖာမစီတီကောကလင်းဝါဆိုလို့ရှိရင်တော့စီဝါနဲ့ပတ်သက်တဲ့ထုတ်တဲ့စက်ရုံတွေအဲ့ဒီကလင်းဝါတွေမှာတောင်းဝင်နောက်တစ်ခုက viral technology လို့ခေါ်တဲ့စီဝါနဲ့ပတ်သက်စီဝါတွေနဲ့ပတ်သက်တဲ့ထုတ်ထုတ်တဲ့ကလင်းဝါတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ CDA လို့ခေါ်တဲ့ compress dry air system ကိုအရန်သုံးကြပါတယ် compress dry air system က80%တော့သုံးတယ်နော်ဒီကုနေပေါ်မှာကန်ဂျန်လက်ထရီကလည်းချောင်းနဲ့တခုခုနဲ့အင်ဂျင်နီယာနဲ့ဒီပုံမှာဒီဒီတခုရထားတဲ့သူတွေကအဲဒီ clean room မှာ facility engineer maintenance engineer technician supervisor coordinator လို့ဒီလိုရှောက်ပြီးတော့လုပ်လို့ရတယ် compressed dry air system ဆိုတာဘလို့ဟာနေရတဲ့ချက် compressed dry air လို့ခေါ်တဲ့ CDA ဆိုတဲ့ compressed dry air system ပထမဦးကျွန်တော်တို့မှာ compressor ရှိပါတယ် compressor compressor ဆိုတာလေကို compress လုပ်ပြီးချစ်ပြီးတော့မှာ potential ကိုထည့်ပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ compressor မှာဆိုလို့ရှိရင် motor ပါမယ် ဲ့မော်တာကိုမောင်းနေ variable speed drive ကို VST ပါမယ်ပြီး control system ကိုအဲ့ဒီအနေနဲ့ကျွန်တော်တို့ compress လုပ်လိုက်တဲ့ layer ဆိုလို့ရှိရင်ဒီ pipeline အနေနဲ့သွားလဲဆိုရင်ကျွန်တော်ပထမအဆုံး receiver tank နဲ့သွားပါမယ်ဒီ receiver tank ကိုကျွန်တော်တို့က word receiver tank ခေါ်တယ်ဘာလို့ word လဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့သွားတဲ့ layer ဆိုတိုင်းစားတွေရော moisture တွေရော dust တွေရောအကုန်ပါပါတယ် gas တွေနေထဲမှာပါတဲ့ပါတဲ့ထားလို့ကုန်ပါတယ်ကျွန်တော်တို့က wet any wet receiver tank ကိုကျော်သွားတော့ filter ဆိုတဲ့ကျွန်တော် filter နဲ့စစ်ထုတ်လိုက်တဲ့ဒါနဲ့စစ်ထုတ်ရတဲ့အခါမှာကျွန်တော်အဲ့ဒီမှာလေထဲမှာရှာတဲ့ particles တွေ gas တွေနောက်တစ်ခုက contamination လေထဲမှာရှိတဲ့ contamination အကုန် moisture dust တွေပုံဖယ်လိုက်တယ်ဒါပြီးလို့ရှိရင် dryer တွေကိုတစ်ခါထပ်ချလိုက်တဲ့အခါမှာကျွန်တော်တို့က layer 6တွေ့ ထင်မရှင်မွေးချပါဖယ်ပလိုက်၆တွေ့သွားတယ်၆တွေ့ပြီးတော့မှကျွန်တော်နောက်ထပ်အဲ့ဒီလေးဒီပဲရောရောလဲဆိုနောက်ထပ် receiver တန်တစ်ခုရောပါပါတယ်အဲ့ဒီ receiver တန်ကို dry and clean receiver တန်အဲ့ဒီရောက်ရတဲ့လေးဒီ၆နဲ့၆တွေ့သွားပြီးရန်နဲ့တက်သွားအဲ့ဒီ dry and clean ဖြစ်နေတဲ့ CD လို့ခေါ်တဲ့ compressed dry air ဆောင်မှာကျွန်တော် production နဲ့မှာထုတ်လုပ်တဲ့ proper production CD contractor လို့ခေါ်တဲ့ electronic cut တွေထုတ်ထုတ် you want to put the uh, compressor device ထုတ်ထုတ် စားသောက်ကုန်တွေပဲထုတ်ဖို့ဆိုတော့ဘာတက်ကနိုလိုဂျီကိုစူပါပေးတဲ့တဲ့အားတွေပဲထုတ်ဖို့အဲ့ဒီထုတ်တဲ့ clean နေကိုကျွန်တော်တို့ကလည်းတန့်ပြီးတော့မှ drain ဖြစ်တဲ့ air ကိုလည်း support လုပ်ရတယ်။ဒါကြောင့်မလို့ဒီ system တစ်ခုလုံးကို CDA compressed dryer system ပေါ့။အဲ့ဒီ compressed လုပ်တဲ့ stage ဒီကိုကြည့်လိုက်တဲ့အခါမှာ compress လုပ်တဲ့ stage တိုင်းမှာဒီလိုယူနေတဲ့ထွက်ကြောင်မျိုးကျွန်တော်ကဒီလိုယူနေတဲ့ခြေမှုယူနေတဲ့ drain pump ရှိပါတယ်။ တန်ကိုကြော်ဝိုင်းရင်လည်းငယ်လိုက်ကျွန်တော် drain ရေရေဖယ်ပါတယ် filter dryer အနေနဲ့ရေတွေဖယ်ပါတယ်ဒီ dry နေနေရာမှာတော့မတချို့နည်းနည်းပမာကျန်သေးတဲ့ဟာလေးဒီ percentage နည်းစုကြည့်ကြလို့ရှိပါအဲ့ဒါကြည့်နည်းဒီ moisture နည်းတွေဖယ်ရပါတော့ကြောင်းမလို့အောက်မှာဆိုလို့ဆိုကျွန်တော်တို့က automatically ဖယ်ပြီးတဲ့ drain ပါနေတွေ့ရမှာဖြစ်တယ် Okay ဒါဆိုရှင် compress dry air system ဘယ်လိုသုံးလဲကျွန်တော်ကြည့် CDA ဆိုတာပါတော့ကြည့်ပါ CDA ဆိုတာကသူ့ရဲ့ purpose ကတော့ provide wine free ဒီထဲမှာတော့ CDA ပဲပါလို့မရ moisture free ရုပ်ဝိငွေပါလို့မရ particles free ပုံမှန်ပမာပါလို့မရတဲ့ compressed dry air ကို supply လုပ်ပါတယ်။ဘယ်တော့လဲဆိုလို့ရှိရင် pneumatic tools and actuator တော့နော် equipment နဲ့မှာတုံးတဲ့ဒီ production နဲ့မှာတုံးတဲ့ pneumatic tools တွေ actuator တွေဒီ process equipment အကုန်လုံးကိုဘာနဲ့တုံးလဲဆိုရင် compressed dry air system နဲ့ပဲတုံးနေရှိတယ်။ ရှင်းမှာတုံးလို့တင်မှာရှင်း Tuesday လို့ကျွန်တော်ဖော်ပြလိုက်တာပေါ့ Air Ratchet ဆိုတဲ့ဒိဗေကတော့ကျွန်တော် link နဲ့တုံးပြီးတော့မှာ protection နဲ့မှာဆိုပြီးတော်တော်မှန်လျှက်စစ်ကိုတင်ပြီးတော့ပါဘူး။ဘာလို့လဲ contamination ဖြစ်မှာဆိုလို့ပါ compress dry air system တုံးတဲ့ Tuesday လို့တုံးလို့ရှိမှာ power Tuesday မှာ solution Air Ratchet နော်လေကိုတုံးပြီးတော့ဆက်အတုံးတုံးလို့ရတဲ့ Ratchet clear နော်ဒီမှာလေ there is thinking နော်က brush ခုခုကျွန်တော် brush နဲ့ clean လုပ်မှဆိုလို့ရှိရင်ဒီလို bleed compress dry air system တုံးနဲ့ clean နဲ့ clean လို့ရှိတယ် air brush နဲ့ခု air hammer တခုခု tear မှာ brush မှာထုဖို့လိုရဆိုလို့ရှိရင် air hammer ကိုတုံးပါတယ်နော်နောက်တစ်ခုကပါလေ grinder grinder ဆိုတော့တခုခုဖြတ်တယ်ဒါပေမဲ့ tear လို့ဖြတ်မယ်ဆိုရင်ဘယ်လိုမှမတင်နဲ့ glue ကိုတုံးလို့ရတယ် air compressor ကိုတုံးရ air grinder လို့တုံးပါဒါကကျွန်တော်နမူနာပြောထားနမူနာပြထားပေးတယ်အဲဒီ နိမရတူးစ်တွေပါနော်နောက်တစ်ခုကဗာလဲဘက်မေဟမ်မာဒီတစ်ခုကိုကျွန်တော်တို့ကကြိတ်ချင်တဲ့အမုန်းဖောက်ချင်တယ်ဆိုလို့ရှိရင်ဒါနဲ့ထုမရဒီလီယိုတုံးရတဲ့ဟမ်မာနဲ့ထုပါတယ် imperanches ဒါတွေကဗာလဲကျွန်တော်တို့ branch လို့ခေါ်တဲ့ကွာတွေကိုကျွန်တော်ဒီလီယိုတုံးလေနဲ့ compress air နဲ့တုံးရတယ်ဒီ air branches တွေထဲထဲမှာပျောက်ပြီးတက်လို့ရှိဟင်ဟိုစခုငယ်ပျောက်ပြီးတက်မယ်ဆိုရင်နောက်တစ်ခုကဗာလဲအာ near gun stop လာရိုက်မယ်နော် gun ဘယ်လိုမှဆိုလို့ရှိရင်အဲ့ဒီတုံးနဲ့ tools တွေနဲ့အကုန်လုံး air compressor တွေသုံးရတာ။ဒါဆိုကျွန်တော်အကြံပြင်း protection တွေမှာ semi conductor တွေမှာနားစီဝါထုတ်လုပ်တဲ့ clean room တွေမှာစားတော့တွေထုတ်တဲ့ clean room တွေမှာသုံးလေသုံးတာရှိတယ်။ဒါ immediate tools တွေအကြံပြင်း program တကယ်အများကြီးလက်ရှိနေပါဒီမှာစင်ကာပူနိုင်ငံမှာ၃များလုံးသွား၃မျိုးတော့ ਨੇ ၃များလုံးဆွဲတာ၃မျိုးတော့ထဲမှာပေါ်ပြလာတာ။ဒီမှာဦး၃များတဲ့ dryer ကတော့ refrigerated dryer လို့ခေါ်ပါတယ်။ refrigeration လို့ခေါ်တယ်အဲခေါင်းမှာတုံးတဲ့ refrigerant ကိုတုံးပြီးတော့မှ6တွေးစီလဲ dry တာသူကဆိုလို့ရှိရင် compressed dryer ကို condense လုပ်တဲ့ moisture ကို remove လုပ်မယ်နောက် dryer က desiccant dryer ပါ desiccant dryer ဆိုတာကအစာတောက်ပြီးမှထဲ silica ကျဲအိတ်ကလေးရှိပါအဲ့ဒီ silica ကျဲမှာရှိတဲ့အမုန်လေးတွေ desiccant မှာသူက moisture ကို absorb လုပ်မယ်အဲ့လိုအဲ့လိုဟာဒီ desiccant ပါတယ်အာ silica gel ပါတဲ့ discount dryer လို့လည်းတုံးလို့ရှိပါတယ်နောက်တစ်ခုက membrane dryer membrane dryer ကတော့ small application တွေ production တွေလုပ်ပါတယ် membrane ဆိုတာကစစ်ထုတ်တာနော် white char တွေကိုစစ်ထုတ်တာတောင်းတယ် dryer တုံးလို့ ਆ ဒါလည်းဆိုလို့ရှိရင် refrigerator dryer desiccant dryer membrane dryer ကိုကိုင်းတဲ့ DC ရ D filter တုံးရတဲ့တမျိုးမျိုးတော့လုပ်ပြီးမှသိကြဒါတို့ filter တွေကြည့်မယ်ဆိုရင် filter က particulate filter လို့ခေါ်ပါတယ်။သူတို့ particle တွေ solid contamination ကိုဖယ်ထုတ်တာ။အဲဒီနေရာမျိုးမှာတုံးနေဆိုလို့ရှိရင်ကျွန်တော်တို့ စင်ဝါထုတ်တဲ့နေရာတွေ electronic ပစ္စည်းထုတ်လို့နေရာဒီ filter မျိုးကိုတုံးပါတယ်နောက်တစ်မျိုးကတော့ coalescing filter coalescing filter ကတော့ liquid water တွေအကြံနဲ့ water နဲ့ပတ်သက်တဲ့ဟာတွေကိုဖယ်ပေးတာနော် white char ကိုဖယ်ထုတ်တဲ့နေရာမှာတုံးတာနောက် heat pump filter ကတော့သူကတော့ capture airborne particles တွေ bacteria တွေ virus တွေပေါ့ clean နေအဲ့တော့ဟိုလုံးလုံးတဲ့ clean ကဘယ်လို standard ရှိတဲ့ clean လဲ block particles ကိုဖယ်ရမှာလို့ဒီ filter တုံးလို့ရတဲ့မျိုးအဲ့ဒီတုံးရှိတယ် ါကတော့ကျွန်တော်အကြံဉာဏ်နဲ့ CDA မှာသုံးတဲ့ dryer သုံးမျိုးလောက်နဲ့ filter သုံးမျိုးလောက်ဖွဲ့ပြတာဖြစ်ပါအသုံးများဆုံးတော့ဒါမှတီးတဲ့များတာတွေလည်းရှိနော်အဲ့တော့ဒီ CDA ကိုဘယ်လို engineer မျိုးတွေလာစင်ကာပူလိုရွေးလိုမှာ team နေနဲ့ပတ်သက်တဲ့ forum မှာလှုပ်ရှားမှာဆိုလို့ရှိရင်ဘယ်လို engineer မျိုးတွေရှားလို့ရလဲဆိုတော့ diploma ကို degree တစ်ခုခုရှိထားပါမယ် မြန်မာနိုင်ငံဆိုတာအကြောင်းအဖြစ်ဖြစ်ကျန်တဲ့ UK International အကြောင်းအဖြစ် Diploma Degree ထူးရှိထားရမယ်။ Engineering, Mechanical Engineering, Electrical Engineering, Electronic, Electrical Electronic Engineering, Mechatronic Environment Engineering ။တချို့နေရာမှာဆိုရှင် Chemical Engineering တောင်မှလျှောက်ပါတော့။သူတို့ကခုနကပြောတဲ့ CD System နားလည်ထားရဆိုလို့ရှိရင်ကျွန်တော်တို့ Production နဲ့ Manufacturing တွေမှာကျွန်တော်တို့ Facility Maintenance Engineering နဲ့လျှောက်ပါတော့။ SSK1 ကိုဝန်ခံလိုက်ပါတယ် SSK မှာဆိုလို့ရှိရင်အထူးကတင်ပေးတဲ့တင်ပန်းတွေကတော့ accounting နဲ့ပတ်သက်တဲ့ international diploma ဖြစ်တဲ့ ACC part 1 diploma အမေကျွန်တော်တို့ရှိမှာတက်လို့ရပါတယ် SSK finance training မှာတက်လို့ရပါတယ်ဒါပြီးလို့ရှိရင်လည်းနိုင်ငံများကို accounting နဲ့ပတ်သက်တဲ့ finance ပတ်သက်တဲ့အလုပ်တွေလုပ်လျှောက်လို့ရပါတယ်နောက်တစ်ခုကတော့အဲ့လိုမျိုး diploma or degree အကောင့်နဲ့ပတ်သက်တာတစ်ခုရှိသီးသားလို့ဆိုလို့ရှိရင် Singapore ရဲ့ accounting shop training တက်ပြီးတော့နိုင်ငံများကို အလုံရှောက်တာအလုံရှာတာကိုယ့်ဘက်ကိုအင်တာဗျူးတာလုပ်လို့ရပါတယ်ကျွန်တော်ကကောစီထဲမှာကွန်ပရိုဗိုင်းလုပ်ပြီးနောက်တစ်ခုကတော့ engineering နဲ့ပတ်သက်တဲ့ diploma degree တစ်ခုရှိပြီးသားတွေကတော့ကျွန်တော်ရဲ့ Singapore UAE engineer နဲ့ job လုပ်တက်ပြီးတော့ပဲ Singapore လို့ UAE နဲ့ China English speaking country လို့ရှာအင်တာဗျူး English class director ကျွန်တော်ရှိမှာရှိပါတယ်အောက်ဘက်နဲ့ပတ်သက် software bound ဆိုရင်ကျွန်တော် SS professional training center ရှိတယ် SS professional training center ကို အကြောင်းလေးပုံသိချင်တယ်ဆိုလို့ရှိရင်တော့ SSKO Financial Training Center ရဲ့ YouTube Channel ကို visit လုပ်လို့ရပါတယ်။ SSKO Financial Training Center Facebook Page မှာလည်းအားလုံးပြန်ရှုလို့ရတာ။ကျွန်တော်တင်တဲ့ course လို့ SSKO ရဲ့ success story တွေလုံးဝကြိုးစားရပြီးတော့အောင်မြင်သွားရတယ်ဆိုတော့ကျွန်တော်တို့ကြောင်းသားတွေကိုလည်းရှိနေတာ။ Promotion နဲ့ဒီ funnel ကိုပေါ်ပြီးတော့လည်းစုံစမ်းနေနေရပါတယ်။ See you next video. Bye bye.